အနန္တရှင်ထာဝရသခင်လို့အမည်ပေးထားသောအကမဖြစ်ရွှေမင်းချမ်းသာကိုယ်တိုင်တည်ထွင်တင်ပြပေးထားတာဖြစ်ပြီးဘုရားဘုရားရှင်မှာလက်အလှအကမုဒ္ဒရာရိုးရိုးနဲ့ပူဇော်ခြင်းဖြစ်ပါရဲ့အနန္တရှင်ထာဝရသခင်လို့အမည်ပေးထားသောဘုရားပူဇော်အကအလှဟာရောသာစိတ်ဝိကိုယ်နဲ့တူရွှေမင်းချမ်းသာအဖွဲ့လူဖွဲ့သားများမှာ ကာဝပြေတော့ပြတော့မှာပေါ့ရှင်စားလို့အပင်းကြပါစေပါရှင် တော်ဒီနေ့ကျွန်တော်ဦးလေးရဲ့နေ40တပင်သက်တက်40ပြည့်တဲ့ပွဲမှာကျွန်တော်ဒီဂီတာအစီအစဉ်လေးမှာပါဝင်ခွင့်ရတဲ့အတွက်အများကြီးကောင်းကြီးပြပါရယ်ကျွန်တော်အမှုပညာလမ်းကြောင်းမှာရှောက်လန်းနိုင်တာကကျွန်တော်အဖိုးတွေအဖေတွေဦးလေးတွေရဲ့ကျေးဇူးကြောင့်ပါပါတယ်အဲ့တော့ဦးလေးရဲ့ကျေးဇူးကိုအမြဲတမ်းကာရဝထားတဲ့အနေနဲ့ကျွန်တော်ကုန်ပြုခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါရယ်အဲ့တော့ကျွန်တော် ဇက်သမင်းမင်းသားဘုရားတော်ကကျွန်တော်နှစ်ပါးကရင်ဦးချမ်းသချင်းနေနဲ့ပဲကနေကြပါအဲ့တော့ဦးချမ်းသချင်းလေးတွေပေါင်းစုထားတဲ့ဟိုတီပေါင်းချုပ်လေးနဲ့ကျွန်တော်ဖြောပြပေးခြင်းပါခင်ဗျာနားဆင်ပြပါရွာသားကြီးစိတ်ဝင်းကိုဥဆောင်တော့မြမဆိုင်နဲ့ဒီဘက်ကရွှေမန်းသမင်းရဲ့ခစ်ပေါ်တေဂီတာဝိုင်းနဲ့တွဲဆက်ပြီးတော့ဒီဆိုဖြောပြပေးပါမယ်ခင်ဗျာ

ပါသည်မကောင်းတဲ့မိစ္ဆာတွေသည်တနေ့တခြားကိုရှင်လာပြီတော့ရွှေမန်းတင်မောင်းတင်မောင်းတော့ကြည်ယုံကြည်ဘေးပြာဝေးกว่าဝိစာလင်းကြီးမိစ္ဆာရှင် ောက်ရည်လေအောင်ပါစေသမုဒ္ဒရာမှာလူတန်းတဲ့လူတွေအောင်ပါစေမင်္ဂလာရဲ့မြေလက်ထက်မဲ့လူတွေအောင်ပါစေသမုဒ္ဒရာမှာလူတန်း ရေးလဲအောင်ပါစေစမှုတော်မှာလူတန်းမဲ့သူတွေအောင်ပါစေမင်္ဂလာရဲ့မြင်လက်ထက်မဲ့သူတွေအောင်ပါစေစမှုတော်မှာလူတန်းမဲ့သူတွေပြအောင်ပါစေမင်္ဂလာရဲ့မြင်လက်ထက်မဲ့သူတွေအောင်ပါစေရွှေရည်ချမ်းလုံးလို့လေကောင်းမြတ်တဲ့မောင်တည်းမြတ်တော် ဒါပေမဲ့သူကတော့ရွှေလက်ခုတ်တာလက်ခုတ်တာဘုလုံးကြည့်လျက်ချင်းချင်းညာအာသာနတ်ကဝီဟီရမ်းတာလူချွာလီတဲ့ရွှေလက်ခုတ်တာလက်ခုတ်တာဘုလုံးကြည့်လျက်ချင်းချင်းညာအာသာနတ်ကဝီဟီ

တင်ဆက်မဲ့တေးသန္တာကဏ္ဍမှာဖြော်ပြဖို့အလှည့်ကြတဲ့သူကတော့အလင်းကားကျော်စွာကြီးရဲ့တာတူတူတဲ့ရွှေမန်းစံဝင်းရဲ့တေးသန္တာဖြော်ပြဖို့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။ဦးစံဝင်းရဲ့တပည့်ဘရင်ဆိုတဲ့တေးသန္တာကဏ္ဍကိုလည်းတနာတော်တာဆင်တော်မူကြပါရှင်။ ိတ်ချမ်းသာခြင်းကိုယ်ကြီးကြောင်းမှခြင်းနဲ့ပြည့်စုံကြပါစေတိတ်ချရတဲ့ညီလေးခုသူ့ရဲ့နှစ်40မြောက်နော်သူ့ရဲ့စွမ်းအားတွေကိုခေါ်ထုတ်ပြီးတော့ကြောက်ရွံ့လာကြတဲ့ရွှေမိုင်းရဲ့အမဂန်ပြည့်တဲ့ယူကျင်းဆက်ခွင့်ရတာပြောပြခွင့်ရတာခြေစွတ်တယ်လို့မဆုံးပါဘူးအားလုံးကြောက်ရွံ့ချင်းချင်းရတာဝမ်းသာလို့မဆုံးပါဘူးအခုကျွန်တော်အမတ်တရားတခြင်းလေးတစ်ပုဒ်ပါကျွန်တော်ဖေဖေသူတိတ်ချရတဲ့ဟောဒီ ရိတ်သက်ကြီးနဲ့ခွဲခွာသွားတာနှစ်ပေါင်း48နှစ်ရှိပါပြီဒါကြောင့်မလို့ယင်ထဲမှာဖဖေတည်တော်ပင်မဲမင်းရန်ထော်ရရကိန်းအောင်နေတဲ့ဖဖေဟာကျွန်တော်တို့နဲ့ခွဲပင်မဲဟောရီကလေလိုင်းတန်ထဲမှာဖဖေရဲ့အတန်လေးကမြဲတမ်းလွင့်ပြန့်ပြီးတော့သူတိတ်ပြီးတော့ချဲ့ရတဲ့ဂျေဇုရှင်များကိုသူဖြောင်းရင်နေစေဖြစ်ပါတယ်ဒါကြောင့်မလို့ဖဖေနဲ့ကျွန်တော်နဲ့ တွေ့ကစဉ်တုန်းကမဟာပင်တည်းမှာပြပြကျွန်တော်လက်ထဲမှာပဲဆုံးမသွားတာပါဒါကြောင့်မလို့ဒီသင်္ချင်လေးကိုညီလေးရလဲကိုရဲတဲ့အမတ်တရားလေးကြံပြီးတော့ဖြောပြပေးပါဆိုလို့အမတ်တရားဖြောပြပြရစီလို့ခင်ဗျာနားဆင်ကြည့်ပါ นุปัญญาชินเสปีฉิเดะตะเป็นบะยินจโนโรยเยจโนโรยเยพากิน ွေမရွေမမုံတင်လူပညာစင်စစ်ဒီချစ်တဲ့သဘေးကြီးရွေမမုံတင်ရွေမမုံတင် mountain ဒုညညာရှင်စစ်ဒီချစ်တဲ့သဘင်ဘယင် ခါကတော့တုံးကြလေတော့ပြုတ်နေတဲ့ရင်စင်တွေမနီမနာအာထုတ်ကြစီပြည်တဲ့ချင်းမွေပြည့်ခဲ့ဟောကင်စိတ်တဲ့ 穿上你的棉，陪陪几度瑞，陪三把妹喝咖啡，陪三把妹喝咖啡，陪陪三。 ကုတုမဟာရာကုတုကောင်းမှုပုတို့များကြာလျာအရက်ကရစီချင်းသာရိမထက်ထမြဝေရင်သာရိမထက်ထမြဝေရင်ကြာလျာအရက်ကရစီချင်းတပင်းတော်တိုင်တော်အလုံးမင်းကြည့်ခဲ့တဲ့ဂျေဇူးရှင်တို့ပါရင်တို့ပါရင် ကဏ္ဍအစည်းအဝေးမှာသီဆိုဖြောပြပေးမဲ့သူကတော့အလင်္ကာဖခင်ကြီးရဲ့တားတူဖြစ်တဲ့မင်းသားကြီးရွှေမန်းဝင်းမောင်ဖြစ်ပါရဲ့ရှင်။ဝင်းမောင်ရဲ့ဒေသန္တာနဲ့အတူထူးခြားစွာကပြဖြောပြမှာကတော့လီလီနဲ့ပေါ်လင်းဆိုတဲ့နိုင်ငံသားသူလေးများပဲဖြစ်ပါရဲ့ရှင်။သူတို့လေးတွေရဲ့အကကိုဥဝင်းမောင်ကိုယ်တိုင်တင် जा ပြသပေးထားတာဖြစ်ပါရဲ့။ နယူးယောက်ရွှေမန်းသဘင်အဖွဲ့တီးဆိုဖျော်ပြပေးမယ်တေးသချင်းရဲ့အမိကတော့ဆရာဂျေစုလို့အမိရပါတယ်ရှင်နာတော်တာဆင်တော်မူကြပါရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ကျွန်တော်ညီလေးမောင်ချမ်းလာရဲ့အမတမ်းမှညနိုးခုံမင်းဘွဲဟာအမတမ်းမှဂုံယူစရာကောင်းတဲ့နှစ်40သူ့ရဲ့တပင်သက်ပေါ်နော် အဲ့ဒါလေးကိုကျွန်တော်မောင်မဲမောင်ကနေပြီးတော့တရတအားတောင်းကနေပြီးတော့ညီလေးကိုချင်းမြင်ပြရတာဂုံပြူပြရတာအတွက်ကို ကျွန်တော်အများကြီးဝမ်းသာပါတယ်အာဒီသချင်းလေးကလည်းဟိုထူးခြားပေါ့ဗျာကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်ညီလေးမောင်ချမ်းသာကကျွန်တော်ဟိုဟာတေး series တစ်ခုမှာပထမအုပ်စုအနေနဲ့သူကအဲ့သချင်းလေးကိုကျွန်တော်လက်ဆောင်ပေးလိုက်တာအမမတော့သူကနှစ်ပါးသချင်းခင်ဗျနှစ်ပါးသချင်းဆိုတော့သူကဒီ စိုင်းနဲ့ဆိုရရင်မှာတော့တော်တော်လေးတော့ပြင်းမှန်းပါတယ်ဒါပေမဲ့နားကြီးသွားလည်းနည်းနည်းတော့ခွင့်လို့ပေးပါအာနောက်ပြီးတော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ရဲ့အာတပည့်ဆိုလည်းဟုတ်တယ်တကယ်ဆိုလည်းဟုတ်တယ်အာကျွန်တော်နယူးယောက်မှာရှိတုန်းကသူတို့ကိုကျွန်တော်အကတင်ပေးတာကျွန်တော်နဲ့အတူ5 5 years လောက်ရှိမှလားကျွန်တော် train လောက်ထားတာနော်အခုကျွန်တော်လည်းမပြန်ခင်လေးမှာကိုကြီးလေးကိုလောက်ပေးရတယ်ကျေးဇူးတင်ပါတယ်လီလီနဲ့ပေါ်လင်း please come closer to me, and maybe you can hug me. <laughs> uh, thank you for coming here, Lily and Paul and Fan. Those two twins are very, very beautiful, not only outside, also inside. They have a welly, welly uh, love to Burmese people, I th- believe. How many times have you been here? Many, times. Many times. Right? So many times. Yeah, yeah. you're right. So how many years are you are uh, dancing, uh, training by me? Uh, we studied Burmese dance for more than six years in yeah. New York. New York, right? Yes, and New York. Too, of awesome. Like both you guys coming together to the uh, dance floor, and I'm so happy to see them, those two beautiful ladies. Now they are like my daughter. So uh, thank you very much. You make all the trip to here to honor my brother's 48. Uh, anniversaries of your artistry uh, career, right? So, all right, so let's start. <clears throat> <coughs> တန်စင်ရှင်မင်းအဆက်ဆက်မောပင်နာရုံတွင်ပြောပြရင်လေကံဝင်ပြောအကျိုးဆောင်ခဲ့လေဒီတော့တန်စင်ရှင်မင်းအဆက်ဆက်မောပင်နာရုံတွင်ပြောပြရင်လေကံဝင်ပြောအကျိုးဆောင်ခဲ့လေကျိုးပိုက်တဲ့တစ်ချင်းခတ်ဆုံးလေပပျိုးနဲ့နောက်တစ်မျိုးယူရီယာတွင်လောကနဲ့ချီတို့တွင်

ွက်ရဲ့ကုံမြောင်အောင်ကြံစားလို့တွင်တလိန်တလန်လာနိုင်စံပြမင်းရဲ့နဲ့ရဲ့ပတ်ရဲ့ကုံမြောင်အောင်ကြံစားလို့တွင်တလိန်တလန်လာနိုင်စံပြမင်းအမှန်ပါပဲသူဒီကားကိုကိုထွင်ရှေ့ဆရာတို့ရိုးရတန်းစင် ကားခွဲကိုထွေရှင်းစရာတော့ရိုးရတန်းစင်ပြောင်ပြောင်ကြောက်ပြောင်ပါတဲ့ဒီပြုစာဆုံးအလုံးရှင်အများသာဒီကြဉျာဏ်ရောတောက်ပြောင်ပါတဲ့ဒီပြုစာဆုံးအလုံးရှင်အများသာဒီသာဘောလင်းချင်း ဒိန်ကာသံဒိန်သံရေနဲ့ယရုယကစီရောသံကကြာရလူများကပဲစိတ်ဘဝင်လုံးရွှင်ကြာရလူများကပဲစိတ်ဘဝင်လုံးရွှင်ตาရငင်ညာကောင်းတရားကိုတွင်ဒီတော်မြင့်တင်အချိန်ကထောရှိတဲ့ရှေးဆရာများကို ိုလေတချေတိန်ကားတိန်တရဲ့နေရရူရကစီရောတန်ကကြာရသူညာတာပဲစိတ်ဘဝေလန်းရွှင်ကြာရသူညာတာပဲစိတ်ဘဝေလန်းရွှင်ตาရညညောကောင်းသမျှကိုထွင်းဂီတမြူတင်အချိန်ခံထားရှိတဲ့ရှေးဆရာများကို

။အမဖြစ်ဖြစ်ထိုးနော်။ကျွန်တော်အပေးကနူးနူးလေး။ဟောဒီလိုက်။ဟုတ်ပြီဟုတ်ပြီကျေးဇူးများကြပါရစေ။